နဘုံလို့ရှိမှာတိတ်ခတဲ့ရှင်ပြူလေးတခုရှိတယ်ရှိတော့အဲ့တိတ်ခတဲ့ရှင်ပြူကအလူမလာပြီးတော့ရှင်ပြူပြေးတဲ့အချိန်မှာဘုံလို့ကလေးတွေကကြောက်ဝဲနောက်ပြီးမှသွားပြီးတော့ငိုးနေကြတာအဲအဲ့လိုငိုးတော့ဘဘကဟိုရွာလေးကကလေးတွေနဲ့ဟိုရံဖြစ်တယ်လို့ထင်တာပေါ့နော်အဲ့လိုနေတော့သွားမေးကြည့်တော့ကလေးတွေကတော့သူတို့တွေကညသားတို့လည်းပဲဒီလိုရှင်ပြူခြင်းနေအဲရှင်ပြူပြေးပါပေါ့မိကလေးတွေကလည်းပဲအဲ့လိုနားသားခြင်းနေပေါ့နော် ဆိုတော့အဲ့လိုပြောတော့ဘုံဘောလည်းစိတ်မကောင်းဖြစ်သွားပြီးတော့မနေ့ကတနစ်ပလုံးစုတာပေါ့အဲ့တရားဟောတဲ့ငွေလေးတွေရဲ့ကိုရရတဲ့လက်လာဘက်ကလေးတွေကိုစူဆောင်းပြီးတော့အထင်တဲ့သူတို့ဟာရှင်းပြပေးကြပေါ့ ြစ်တာတော့ကလေးတွေဘုံတော်ပရိဒါကလေးတွေကိုရှင်ပြတာပေါ့နော်ရှင်ပြတာဆိုတာကဘုံတော်ကြောင့်မိဘမယ်တွေများတော့နောက်တစ်ခါကျတော့ဆင်းရဲတဲ့သူတွေများတယ်ဆင်းရဲတဲ့သူတွေများတော့ဘုံဘဝအရွယ်ရောက်တဲ့ကလေးတွေကိုရှင်ပြပေးတာပေါ့အဲရွယ်ချက်ကလေးကတော့ငကိုတော့တော့ရှင်ရတော့ပြုပြီးဖို့ဆန္ဒတော့အများကြီးမရှိဘူးလေနောက်မှတဖြည်းဖြည်းနဲ့လှုပ်ပြီးမယ်ဆိုပြီးတော့နေတာပေါ့အဲမနစ်ကတော့နဘုံတော်ရှိမှတိတ်ခတဲ့ရှင်ပြလေးတခုရှိတယ်ရှိတော့အဲ့တိတ်ခတဲ့ရှင်ပြက အလူမလာပြီးတော့အရှင်ပြုတ်ပေးတဲ့အချိန်မှာဘုန်းကြီးတို့ကလေးတွေကကြောက်ဝဲနောက်ပြီးမှသွားပြီးတော့ငိုးနေကြတာအဲအဲ့လိုငိုးတော့ဘိုးဘွားဟိုရွာရဲကလေးတွေ ਨੇ ဟိုရံဖြစ်တယ်လို့ထင်တာပေါ့နော်အဲ့လိုဒီတော့သွားမေးကြည့်တော့ကလေးတွေကသူတို့တွေကသားတို့လည်းပဲဒီလိုရှင်ပြုတ်ခြင်းနဲ့အဲရှင်ပြုတ်ပေးပါပေါ့မိကလေးတွေကလည်းပဲအဲ့လိုနားသားခြင်းနဲ့ပေါ့နော်ဆိုတော့အဲ့လိုပြောတော့ဘိုးဘွားလည်းစိတ်မကောင်းဖြစ်သွားပြီးတော့မနစ်ကတစ်နှစ်ပတ်လုံးစူတာပေါ့ လက်တရားဟိုတဲ့ငွေလေးတွေရဲ့ကိုရတဲ့လက်လာဘက်ကလေးတွေကိုစူဆောင်းပြီးတော့အထင်တဲ့သူတို့အရှင်းပြပေးကြပေါ့အနည်းဆုံး9နှစ်10နှစ်လောက်ကနေပြီးတော့ဂရိတ်တွဲထိចောင်းသားတွေပါပါတယ်အကုန်လုံးရှင်းပြပေးတာပေါ့အဲဒါ အဲ့လိုရှင်ပြုပလိုက်တဲ့အကုန်လုံးစတော့ကလေးကအကုန်လုံးအเจ้าမှာရှိတဲ့ရှင်အပ20ပေါ့ဒါကကျတော့မိကလေးက16ပါဆိုတော့36ပါပေါ့အဲရှင်ပြုပေးဖြစ်တယ်ပေါ့ခမိုင်း PDP ရလဲဆိုတော့စရောက်လာဆိုတဲ့ကသူတို့မှာများသောအားဖြင့်ပြန်ရမယ့်နေရာမရှိကြဘူးလीเนาะမရှိတော့အဖေလဲဘုံကြီးပဲအမေလဲဘုံကြီးပဲဆိုတော့သူတို့လေးတွေရလိုအပ်ချက်မှန်သမျှတော့အဲအတက်နိုင်ဆုံး ဘဝင်းသူတို့ဘဝလေးတွေအစဉ်ပြေးသွားအောင်သူတို့ဘဝလေးတွေဟိုလမ်းတောက်လျှောက်ရှောက်လမ်းမှုအတွက်ကိုအစဉ်ပြေးသွားအောင်တော့ဘုံရဲ့နောက်ကနေပြီးတော့တန်းဖို့မှုအများကြီးလောက်သွားရလောက်သွားရပါဘူးတော်ပါ့။ဘဝဝမ်းသာသွားတော့အကယ်၍မြန်အခုရှင်းပြပေးတဲ့အပါ20တဲမှာယောက်ျားလေးတွေကစက်ပြီးမြဲကြရင်တော့ဘုံရစက်ပြီးတော့သဒ္ဒနာအမွေခံအောင်မှာပေါ့။အဲကလေးလေးကလေးမလေးတွေလည်းပဲစက်မြဲကမင်းဆိုရင်တော့ သာသနာဘောင်ထဲမှာသူတို့အပြီးနေမယ်ဆိုတော့ဘုံရဆက်ပြီးတော့ဆောင်းလျှောက်သွားမှာပေါ့ဟိုအခုလို့ဘုံကြီးတို့စိုင်းနေလဲရှင်ပြုတ်ပြီးတာလေသူတို့ကလည်းစိုင်းလေးနဲ့ပြုတ်ပြီးပါဆိုတော့ပြုတ်ပြီးတယ်တောင်းတောင်းရုံလည်းမပြုတ်နိုင်ကြဘူးလေအခုလို့ဟိုခေတ်ကာလအချိန်ဒီမှာလေဒီတော့ဘုံရဟိုအတက်နိုင်ဆုံးသူတို့တွေကိုမျက်နှာမငယ်ရအောင်သူတို့ဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုဖြစ်ရမယ်သူတို့ရဲ့ဘဝမှာတိမ်ငဲသွားခြင်းနဲ့ဆန္ဒသူတို့ဖြစ်ချင်တဲ့ဆန္ဒလေးတွေကို ဖြစ်ခွင့်မရဘူးဆိုတဲ့ဆရာတို့ရဲ့အတူလေးတွေဖြစ်မသွားရအောင်ဆရာတော်ကတော့အတက်နိုင်ဆုံးကူညီပေးတာပေါ့ကျွန်တော်တို့အနေနဲ့ကတော့ဆရာတော်ဖခင်အကြောင်းကတော့ရခိုင်ကလေးကကျွန်တော်တို့ပညာရေးကဏ္ဍတွေနဲ့ဒီကလေးမိဘမဲ့ကလေးတွေကိုစောက်စောက်တဲ့အကြောင်းဖြစ်တဲ့တွင်ဆရာတော်နဲ့ကျွန်တော်တို့ကအများတန်းထိတ်ဆက်ပြီးဆောင်ရွက်နေပါတယ်အခုအလူလေးကလည်းဒါကျွန်တော်တို့လွန်ခဲ့တဲ့၃လလောက်ကလေးကကျွန်တော်တို့ မြို့နယ်မှာဒီအလူခံပေးတာတို့တော့ဆရာတော်ဒီအလူအတွက်ပြင်ပြောင်းရေးတဲ့ကားစီစဉ်ပေးတာတို့ထိတ်ကြားတာတို့ဆောင်ရွက်ပေးခဲ့ပါတယ်ဒီမှာတော့ဒီလိုမရှိမဲ့ကလေးတွေကိုကျွန်တော်သာသနာ့ဘောင်တွဲတဲ့အလုပ်ဟာတကယ်တော့မလွယ်ပါဘူးဒီသင်္ကန်းပိတ်ခရတဲ့ပြီးရမှုပေါ့ကျွန်တော်နောက်ဆက်တွဲကျွန်တော်ကုန်ကြမှုတွေအများကြီးရှိပါတယ်ဒီလိုကျွန်တော်စီးရတဲ့ရွာလေးမှာဒီလိုအများကြီးစီကားတိုက်မဲ့ဟော ကျင့်ပပေးတဲ့ပုံပါဒါဆရာတော်ရဲ့ဂုဏ်ကျေးဇူးနဲ့ဆရာတော်ရဲ့ပုံကြောက်ဝင်များဟာမဟောမခံမနိုင်လောက်အောင်ကိုပုံကြောက်စီများလဲများပါတယ်ဒါပေမဲ့သာသနာပေါင်းဝင်တဲ့ကိုတော်လေးတွေအတွက်ကတော့အကျိုးကြည့်သလိုကျွန်တော်ကြည့်ရတဲ့သူတွေအတွက်လည်းဝမ်းသာပီတိဖြစ်ရပါတယ်ဆယ်တန်းပြည်တော်တက်ကူဟောအားလုံးဆရာတော်ကတာဝန်ယူပေးတဲ့ပုံပါလဲဒါကလေးတွေအတွက်အနာကကောင်းပါတယ်ဒီကြောင်းလေးကတော်တော်လေးလေးအကျိုးရှိပါတယ်

တော့အမှုပညာရှင်တွေလည်းမိဖက်အဖွဲ့အစည်းတွေဖြစ်တဲ့အတွက်ဆရာတော်အခမ်းအနားဆိုအားလုံးကလာပြီးတက်ရောက်ချင်းပြတာဒါကျွန်တော်တွေ့နေရတယ်ပေါ့လေဆရာတော်ရဲ့မေတ္တာဆူဆတဲ့အတွက်ဒီဂျွာကနေရောကျွန်တော်တို့ကြံကင်းမြို့မှာရှိတဲ့လုပ်ငန်းရှင်တွေရောဌာနဆိုင်ရာတို့ကမလင်းနိုင်ဘူးပေါ့အားလုံးဝိုင်းပြီးလုပ်တဲ့ပုံမှာကျွန်တော်တို့ဒါအောင်ပြီးပြီးပြီးသွားတဲ့အတွက်ဝါသာပီတိဖြစ်ရပါတယ်။နောက်နောက်ရေးရှင်မှာလည်း ဆရာတော်အကုန်းဆရာတွေအများကြီးရှိပါတယ်ဒီတွက်လည်းဆရာတော်ကျမ်းပါပါစီချမ်းသာပါစီလို့ကျွန်တော်မေတ္တာပို့လိုပါတယ်